တံပြန်ချင်းကြောက်နိုင်တဲ့မဟာဗျူဟာအနေထားတရရဖို့အတွက်ကြောက်ဖြူသိမ့်ပိုက်ရရေးကြည့်ပါတယ်။ဒါကြောင့်ကြောက်ဖြူသိမ့်ပိုက်ရတွေလည်းအေးအေးတက်တော့ကစူးစမ်းနေပါတယ်။အဲ့တော့ကြောက်ဖြူသိမ့်ပိုက်ရဟာဆိုလို့ရှိရင်လေကျွန်တော်တင်တာကဒီဂျွန်လာကိုနော်အတွင်းမှာကျွန်တော်တို့ကြောက်ဖြူသိမ့်ပိုက်ရဟာဟိုပြီးစီးမယ်လို့ထင်ပါတယ်။အဲ့တော့ဆွန်လိုရာကချုံငုံကြည့်လို့ရှိရင် ကျွန်တော်တို့ဗမာပြည်ရဲ့အဲမြောက်ပိုင်းပေါ့နော်ကျွန်တော်တို့မြောက်ပိုင်းတစ်ခွန်လုံးမှာရှိနေတဲ့အင်အားစုတွေအဲ့ဒီထဲမှာကျွန်တော်တို့ချင်းပြည်နယ်ကိုပြောမယ်ဆိုရင်လည်းချင်းပြည်နယ်မှာလည်းကျွန်တော်တို့အဓိကမြို့နယ်၃ခုလောက်ပဲကျန်တော့တယ်အဲ့တော့ဆိုလိုတာကဘာလဲဆိုရင်ခုကိုပြည်နယ်အတွင်းမှာကိုတိုက်နေတာတဲ့ဆာလို့ရှိရင်နော်ပြည်နယ်ချင်းပေါင်းဆက်ပြီးတိုက်ပွဲဝင်တယ်တိုင်းရင်းသားအာ EU တွေရဲ့အောင်စတိုက်ပွဲဝင်မှုကခုကအတော်ကြီးကြီးတဲ့အခြေအနေဖြစ်နေ။အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါပြီးတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အခုကနည်းနည်းအပြော့ပြီးတော့မဟာဗျူဟာရရေးပါတဲ့ဂရင်းနီဒေတာကကျွန်တော်တို့မိုးပြဲကိုကျွန်တော်တို့ဝန်းရံမှုကျွန်တော်တို့အဲစီးရေးလှုပ်ရှားမှုကဥတီပြီးတော့လုတ်ကန်ရလိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒီမှာလဲအဓိကအဖြစ်မိုးပြဲဟာ မိုးပြဲကနေပြီးတော့ကျွန်တော်တို့အဲကရမ်းတောင်တန်းတွေကိုကြော်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါင်းလောင်းမြစ်ကိုကြော်ပြီးတော့ပြင်မနာကွင်းတွေကိုရောက်သွားမှာဖြစ်တဲ့အတွက်သူ့နေပြည်တော်ရဲ့ကန်စစ်စီးနော်အဓိကကြတဲ့နေရာဖြစ်ပါအဓိကနေရာတော့ပင်လောင်းပေါ့ဗျာအခုကတော့အဲ့ဒီဟာတိုက်ပွဲတွေဟာကင်းဒီဒီကင်းဒီအနေနဲ့ကရင်းဒီတပ်ဖွဲ့တွေအနေနဲ့တစ်ဖက်က မိုးပြဲမှာသူတို့ကကြုတ်ကြဲကျွန်တော်တို့စစ်ကောင်စီတပ်တွေကိုတွန်းလှန်နေတာနဲ့ဒိုင်နေထဲမှာပင်လောင်းဘက်မှာလည်းဆက်ပြီးတိုးချက်ပြီးစီးလှုပ်ရှားမှုလုပ်နေတယ်အဲ့တော့အဲ့ဒီပင်လောင်းကျွန်တော်တို့ခန်းစစ်စီးတာကျွန်တော်တို့သိမ့်ပိုက်ပြီးနိုင်ပြီဆိုလို့ရှိရင်တော့စစ်ကြောင်းအလုံးနေပြည်တော်ကိုချီတက်ကြဆိုရက်ကျွန်တော်တို့လမ်းမကြီးပောက်သွားတော့မှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီစီးအချိန်ဒီအောက်မှာ ကျွန်တော်တို့ခုအဲညွေဦးတော်လန်ကြီးရဲ့နော်အဲအောင်ပွဲဟာကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထိတော့ပေါက်ရောက်နေပြီလို့ကျွန်တော်တော့ပြောနိုင်တဲ့အခြေအနေဖြစ်တယ်လို့ကျွန်တော်ချုပ်ငုံပြီးတော့သုံးသပ်ပြရစီဟုတ်ကဲ့ဆရာဟုတ်ကဲ့အဲ့တော့ကတော့အခုကတော့ဒါကတော့ဆရာကချုပ်ငုံပြီးတော့ ဟိုတနိုင်ငံလုံးအတိုင်းအတာနဲ့စီးအသားစီးရနေတဲ့နေရာတွေကိုဆီယာရှုံငုံပြီးတော့ပြောသွားတာပေါ့နော်အော်နောက်တစ်ခုကစစုံကဟိုဒါကိုစက်ကောင်စီဘက်ကလည်းတည်တယ်ထင်ပါတယ်ဒါကြောင့်မို့လို့သူတို့ဘက်ကလည်းဒါပြည်တော်စုလမ်းမကြီးကိုပြန်လဲထိန်းချုပ်လို့ရနိုင်ဖို့ဆိုပြီးတော့ ကြိုးစားနေတဲ့အပြင်ကရင်နီကိုတော်တော်လေးဖိနေတာမျိုးလည်းကျမတို့တွေ့ရတယ်ပေါ့လေဆိုတော့ anyway ပေါ့နော်ခြုံငုံပြီးတော့သုံးသက်လိုက်လို့ရှိရင်မြေပြင်မှာပေါ့နော်မြေပြင်တိုက်ပွဲတွေမှာတော်လှန်ရေးအင်အားစုတွေဘက်ကအတော်လေးအနိုင်ရနေတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုအမှန်တော့ဒီစက်ကောင်စီကစည်ရေးအရာကြဆုံးနေပြီကျမတို့ဒါအားလုံးသိတယ်ဒါပေမဲ့သူ့မှာအခုသူ့ရဲ့အသက်ကဒါတရုတ်ကပေးထားတဲ့အသက်ပဲရှိတော့တယ်ပေါ့နော်အဲ့တော့ သူကအာဒီတရုတ်နှစ်ချောင်းပေးတဲ့အတိုင်းပေါ့နော်ရွေးကောက်ပွဲနဲ့ထွက်ဖို့ဆိုပြီးစီစဉ်နေတာရှိတယ်။အဲဆိုလိုတာကဟိုတစ်ချိန်လုံးကတော့ဒါလွှတ်တော်နိုင်ငံရေးမြန်မာနိုင်ငံမှာထွန်းကားခဲ့တယ်ဒေါအောင်ဆန်းစုကြည်လက်ထက်မှာအဲ့တော့လွှတ်တော်နိုင်ငံရေးဆိုတာတော့ဆရာရဲ့ဒါလက်နက်မဲ့ပြည်သူတွေရဲ့ကွင်းပေါ့နော်ဆိုတော့အဲ့ဒီကွင်းမှာသူရှုံးနေပေါ့နော် သူရှုံးတဲ့အခါကျတော့သူကမဲခိုးတယ်ဆိုပြီးတော့အကြောင်းပြပြီးတော့အာနာသိမ့်နေပေါ့နော်အဲ့တကယ်တော့ဟိုဘောလုံးစကားနဲ့ပြောရလို့ရှင်ကွင်းပြောင်းကစားတာပေါ့ဆိုလိုတာကနင်တို့ကွင်းမှာတော့ငါမကန်ဘူးပေါ့နော်ငါငါကွင်းမှာပဲငါကန်မယ်နင်တို့လိုက်ရရင်လိုက်ခဲ့ဆိုပြီးတော့ဒါသူဆွဲခေါ်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်ကလည်းလိုက်လိုက်သွားတယ်ပေါ့နော်ဒါပြည်သူလူထုဘက်ကလည်းလိုက်သွားတယ်ပေါ့နော်ဒါတော်လိုင်းအင်အားစုတွေဘက်ကလိုက်သွားတယ်အဲ့ဒီကွင်းမှာအခုသူထတ်ရှုံးနေပေါ့ဆရာရဲ့အဲ့တော့သူကတခါဟိုအယူကပြန်နင်းတဲ့သဘောပေါ့ဆရာရဲ့ရွေးကောက်ပွဲလုပ်မယ်ဟာလာနိုင်ငံရေးရပဲဆုံးဖြတ်မယ်ဆိုပြီးတော့ပြန်လှုပ်လာပြန်နေပေါ့လေ ်ဆိုတော့ဟိုဟိုဒါဆိုလို့ရှိရင်သူ့ဘက်ကမတိုက်ဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးပေါ့သူနေတိုင်းပုံကျဲနေတယ်အဲ့တော့ဆိုလိုတာကသူမျက်လှည့်ပြနေတယ်ပေါ့နော်အဲ့တော့သူ့ဘက်ကမျက်လှည့်ပြနေပြီဆိုလို့ရှိရင်ဆရာတော်လှန်ရေးအင်အားစုတွေဘက်ကဘာလုပ်တင်တယ်လဲပေါ့နော်အဲ့ဒါလေးကိုဆွေးနွေးပေးပါလားကျွန်တော်တို့ခုຫນွေဦးတော်လှန်ရေးကနော်အဓိကရင်ဆိုင်နေရတဲ့ပြဿနာကြီးနှစ်ရရှိပါပြဿနာတစ်ရက်ကຫນွေဦးတော်လှန်ရေးအင်အားစုတွေအလုံးစုပေါင်းပြီးတော့နေပြည်တော် သိမ့်ပိုက်ပြီးစီရရအောင်မွေးခံတဲ့ကိစ္စကိုလောက်ကြမှာလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့နိုင်ငံရေးလမ်းကြောင်းအရာစစ်ကောင်စီကဒီနေ့ပြောဆိုနေတဲ့ရွေးကောက်ပွဲပေါ့အခုတော့ဒီနေ့ကြီးညာတာတော့169မျိုးနယ်မှာသူကအာလုံမှာပေါ့ဗျာအော်အဲ့ဒီအတိုင်းဒါအရာကအဲ့ဒါကလည်းတပြိုင်နက်တည်းလုံမှာမဟုတ်ပါဘူးကိုကြမှုလုံမှာမျိုးပေါ်နိုင်ငံရေးပါတီနော် ခု56ပါတီဒီသူတို့ပါဝင်မယ်လို့ပြောတာပေါ့ဗျအဲ့ဒီအဲမှာအာတပီလုံးနဲ့ပတ်သက်တဲ့ပါတီကတော့6ပါတီပဲအဲရှိတယ်လို့ဟိုဆိုပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့နိုင်ငံရေးအရကျွန်တော်တို့ဟိုတိုက်ခိုက်ဖို့အတွက်နော်ကျွန်တော်တို့သူ့ရဲ့အဲရေကောက်ပွဲကိုကျွန်တော်တို့စန့်ကျင်တဲ့လှုပ်ရှားမှုတွေနော်နိုင်ငံရေးလှုပ်ရှားမှုတွေကကျွန်တော်တို့အဓိကလား ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့စီးရီးတိုက်ပွဲကခုနကရောက်ရှိနေတဲ့အခြေအနေကနေပြီးတော့နေပြည်တော်ကိုကျွန်တော်တို့အထွေထွေထိုးစစ်ကျွန်တော်တို့ဆင်ပြီးတော့ကျွန်တော်တို့စီးရီးရအောင်ပွဲကိုအရင်ရယူကြမှာလားဆိုတဲ့အပြဿနာပေါ်လာပါတယ်။အဲ့တော့အခုကစီးရီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြခဲ့တဲ့ပြဿနာတွေရှိပါတယ် အဲ့ဒီထဲမှာစည်ရီးကိုအကြောင်းပြုတယ်ဆိုတာကအဓိကအဖြစ်ကျွန်တော်ပြောချင်တဲ့သဘောကတော့ NUG ရဲ့အကောင့်ချက်တွေနဲ့တိုင်းနာလက်နက်ကင်ဖွဲ့စည်းတွေရဲ့အကောင့်ချက်တွေကိုပေါင်းစပ်နိုင်မဲ့အနေထားတစ်ခုကိုရှာနိုင်မှုတူတယ်ကျွန်တော်ကပြောတာပါအဲ့တော့ဘာကြောင့်အဲ့လိုပြောတာလဲဆိုတော့ NUG အောက်မှာကျွန်တော်တို့အဲလေသမားဘဝကနေပြီးတော့ စစ်တပ်အသွင်ပြောင်းလာတဲ့နော်ပြည်သူနော်ဆယ်သန်းကျော်ရှိပါအထူးသဖြင့်ကျွန်တော်တို့စကိုင်းမန္တလေးမကွေးနော်အဲပဲခူးစတဲ့နော်အဲ့ဒီဒေသကအင်အားစုတွေကကျွန်တော်တို့ NUG အောက်မှာ စုဖွဲ့မှုရှိပါတယ်သို့တော်ညာလဲ NUG အောက်ကစီရစုဖွဲ့မှုတွေဟာနော် ဝီပြင်းနဲ့စီးလှုပ်ရှားမှုကြီးကြီးမားမားပြင်းပြင်းထန်ထန်ပိုနဲ့နိုင်တဲ့အခြေအနေတစ်ခုရောက်အောင်အန်ယူဂျီအနေနဲ့လုံးဆောင်နိုင်စွာမရှိပါဘူးအဲတော့အန်ယူဂျီမှာလဲခုနကကျွန်တော်တို့နိုင်ငံတကာရဲ့ဟိုကျွန်တော်တို့ကျွန်တော်တို့ပြည်ပညီကိုတွေရဲ့ဝိုင်းဝန်းပတ်မှုမှုတွေနဲ့ဘာနာရေးတွေကအတော်လေးတော့တုံ့တင်ပါတယ်သို့တော်ညာလဲနော် ပြည်ပြင်းနဲ့စီရီရဲ့ပူပေါင်းဆောင်ရွက်မှုနဲ့စီရီရထိုးနိုင်နိုင်နေနော်စွမ်းအားဟာအထူးသဖြင့်အညာဒေသဒီနေ့ဒီပြည်ပြင်းတွင်မပေါ်ပေါက်သေးပါဘူးအဲ့တော့အညာမှာအခုက NUG အောက်မှာကျွန်တော်တို့အင်အားကျွန်တော်တို့တိုင်းရင်းတပ်ဖွဲ့400ရှိတယ်လို့ဆိုပါတယ်နောက်တစ်ခုက BBL ရှိတယ်နော်ကျွန်တော်တို့အာ အဗမာပြည်လွတ်မြောက်ရေးအင်အားစုတွေရှိတယ် ABSDF ရှိတယ်နော်နောက်အဲမောင်ဆောင်ခါတို့ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ဘိုးနဂါတို့တပ်ဖွဲ့တွေရှိပါတယ်အဲ့တော့အဲ့ဒီအင်အားစုတွေကအင်အားအင်အားသာရှိပြီးတော့မစုနိုင်တဲ့အနေအထားဖြစ်တယ်အဲ့ဒီအင်အားတွေစုစည်းပြီးတော့စီရေးရကျွန်တော်တို့ပြည်ပြင်းပြင်းထိုးနဲ့တိုက်ခိုက်နိုင်တာဆိုလို့အဓိက ခရိုင်နှစ်ခုမှာပဲတွေ့ရပါ တစ်ခုကကျွန်တော်တို့ရွှေဘိုးခိုင်နောက်တစ်ခုကတော့မြင်းညံခိုင်အဲကျန်တဲ့အဲမိထီလာတို့ဘာလို့လို့ဆိုရင်တော့အေးအေးဆေးဆေးပဲလေကျွန်တော်စစ်တပ်ကသူ့အနေနဲ့သူကျွန်တော်တို့အဲသူ့လိုလှုပ်ဆင်လုပ်ငန်းတွေလုပ်နေအဲ့ဒီကကျွန်တော်တို့လေချောင်းအင်အားတွေတုံးပြီးတော့လေကျွန်တော်တို့ဒေတာကိုဖျက်ဆီးနေတာအဲ့တော့ပြောချင်တာကဘာလဲဆိုလို့ရှင်ຫນွေဥဒေါ်လာရေးကို အဆုံးဖြတ်ပေးမဲ့အင်အားဟာအညာဒေသမှာရှိတယ်။အဲ့ဒီအညာဒေသမှာရှိတဲ့အင်အားတွေဟာအင်အားစုဖြစ်ဒီနေ့ဒီမဖြစ်မရောက်ရှိသေးဘူး။အဲ့လိုရောက်ရှိအောင် NUG နေနဲ့မစွန့်ဆောင်နိုင်သေးဘူး။ NUG နဲ့အဲ့ဒီလိုလုပ်ငန်းတွေကိုတောင်းယူဆောင်ရွက်နိုင်တဲ့အတွေ့အကြုံနဲ့နော်ကျွန်တော်တို့စီရေးတင်ငါပြွာဘာညာစသည်အပြင်အဲ့ဒါတွေကလည်းကျွန်တော်တို့ပြည့်ပြည့်စုံစုံ မရှိသေးပါဘူး။အဲ့လိုမရှိရတဲ့အကြောင်းကလည်းဘာကြောင့်လဲဆိုတာကျွန်တော်တို့သဘောပေါက်နားလည်ပါသူတို့ကိုအပြစ်တရုံနဲ့တင်းနေတာမဟုတ်ပါဘူး။သို့သောအဲ့ဒီလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ကတော့ဒီနေ့လိုအပ်တာဟာကျွန်တော်တို့တိုင်းအနာလက်နက်ကိုင် EAO တွေနဲ့ကျွန်တော်တို့ NUG နဲ့ပူးပေါင်းဆောင်ရွက်ဖို့အရေးကြီးတယ်။အဲ့ဒီမှာကျွန်တော်အချက်၃ချက်ပြောခဲ့တယ်။တစ်ချက်ကဖောင်းပွားနေတဲ့ NUG အင်အားစုတွေကိုကျွန်တော်တို့စုစည်းလိုက်ပေါ့ကော်မရှင်တွေပွဲလိုက်ပေါ့အဲ့တော့နောက်တစ်ခုဝန်ကြီးစင်တန်းနဲ့နော်ကျွန်တော်တို့တန်းသားနော်စီဦးစီးမှုတွေနဲ့ပေါင်းဆိုင်ရေးဆိုတာကနော်အဆင့်နေရာတွေကလည်းတော်လေးကိုကျွန်တော်တို့ကြွားချနေတယ်အဲ့တော့တပေါင်းစုစိုးရဆိုတဲ့အထက်မှာကျွန်တော်တို့တန်းသားလက်နက်ကင်ဖွဲ့စည်းတွေကိုပါဝင်လာအောင် NUG အနေနဲ့စူးစီးပေးခြင်းဒါကြောင့်ဒီ NUG ပြုပြင်ပြောင်းရင်းလဲရေးလုပ်ပါ NUG ကိုကျွန်တော်တို့ဖျက်သိမ်းမှာလို့ပြောတာမဟုတ်ပါ NUG ပြုပြင်ပြောင်းလဲရေးလုပ်ဘာတွေလုပ်ရမှာလဲခုနလိုဝန်ကြီးဌာနတွေကျဉ်းချုပ်ပြဖို့နောက်တစ်ခုကကျွန်တော်တို့အဲဒီဝန်ကြီးဆောင်ရောင်အဆင့်တန်းနေတဲ့အသုံးစိတ်တွေအဲအဲ့ဒီအပေါ်မှာအကုန်ကြားခံနေရတွေကိုလျှော့ချပြပြီးတော့ကော်မရှင်တွေဖွဲ့ဖို့ အဲ့လိုကော်မရှင်တွေဖွဲ့ပြီးတော့ကျွန်တော်တို့တိုင်းသားလက်နက်ကင်အဖွဲ့စည်းတွေနဲ့တန်းတူကြီးတူပူးပေါင်းနိုင်တဲ့အခြေအနေရောက်အောင် NUG နဲ့ပြုပြင်ပြောင်းလဲဖို့မြစ်တာခံခဲ့တယ်။အဲ့လိုမြစ်တာရခံမှုအောက်မှာအဲ့တော့ဒီနေ့ခုနကပြောခဲ့တဲ့စီးအခြေအနေအောက်မှာကျွန်တော်တို့စစ်ကောင်စီလုံနေတဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲတို့နော်အာဆန္ဒခံယူပွဲတို့နော်နိုင်ငံရေးလှုံ့ဆော်မှုတွေ အဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုတွေကိုကျွန်တော်တို့နတ်ကရာကြီးမောလုပ်နေမယ့်အစားကျွန်တော်တို့ဒီစစ်ကောင်စီရဲ့ဒီစစ်အင်အားစီးရည်တောင်းမြစ်ကိုခုနကကျွန်တော်တို့ပြောတဲ့အသစ်ဖွဲ့စည်းမဲ့ကျွန်တော်တို့ဒီအမျိုးသားညညရေးတိုင်းရင်းသားတပ်ပေါင်းစုအစိုးရတရက်နဲ့ကျွန်တော်တို့နေပြည်တော်ကို ကျွန်တော်ဝိုင်းဝန်းချီတက်ကြဖို့ဝိုင်းဝန်းသိမ့်ပတ်နိုင်အောင်ပိုးစစ်စင်ကြဖို့ကျွန်တော်နေပြောတာပေါ့အဲ့တော့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ NUG ကလည်းအထွေထွေထိုးစစ်လုပ်တော့မယ်လို့ပြောတယ်သို့တော့ NUG เนาะဦးစီးတာဝန်ယူထားတဲ့တိုင်းရင်း၄00ရဲ့လှုပ်ရှားမှုရောအဲ့ဒီဒေသထဲမှာရှိနေတဲ့ဗမာတိုင်းသားတပ်ဖွဲ့တွေဗမာလူမျိုးတပ်ဖွဲ့တွေအဲ့ဒီတပ်ဖွဲ့တွေရဲ့စူးစီးတဲ့တိုက်ပွဲဟာ အညာမှာပေါ်မလာခဲ့ပါဒီနေ့ထိလည်းကျွန်တော်မတွေ့ရသေးပါဘူးပြင်းပြင်းပြင်းအဲ့တော့ခုနကျွန်တော်ပြောတဲ့ဒီနှစ်နေရာပဲမြင်းကြံတဲ့ရွှေဘူလောက်ပဲကျွန်တော်တို့အဲစူးစီးပြီးတော့တိုက်တရခိုက်ကြတယ်ဟာအချိန်တွေတွေ့ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲစီးကော်မရှင်တရားကိုဖွဲ့စည်းပြီးပါအဲစီးကော်မရှင်မှာကျွန်တော်တို့အဲကျွန်တော်တို့ဥက္ကဋ္ဌတော့ လက်ရှိသမ္မတနဲ့နော်ဒုက္ခရကကျွန်တော်တို့အဲဝန်ကြီးချုပ်ပေါ့ဗျာနော်အဲ့ဒီအောက်မှာကျွန်တော်တို့ NUG ရဲ့ MOD ကဘယ်ခန်းကနေပါမလဲဆိုလို့ရှိရင်အဲ့ဒီအောက်မှာကြွယ်စည်းမယ်ကျွန်တော်တို့ဘိုးစစ်ကောင်စီဘိုးစီဦးစီးကော်မတီရဲ့အဓိကအတွင်းမှုလုပ်ငန်းတွေလုပ်ကင်ပြီ အဲ့တော့ဘိုးစီဦးစီကော်မတီတဲမှာတော့ခုတိုင်းရင်းသားအာတာအာတပ်ဖွဲ့တွေတဲကဘိုးချုပ်တွေအခုကရှိပါတယ်ကိုရောက်လို့ရှိပါเนาะအဲ့ဒီလူတွေနဲ့ဖွဲ့ပြီးတော့စီရီးရသူတို့ပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့ NGO ကနေပြီးတော့အာစီစဉ်ပေးဖို့အဲ့တော့အထွေထွေထိုးစစ်ကိုဘယ်လိုမဟာဗျူဟာနဲ့တိုက်မှာဘယ်ဟုစတိုက်ဘယ်အင်အားစုတွေကို စုစည်းမှာလေနော်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီဘိုးစီကူးစည်းကော်မတီရဲ့ကျွန်တော်တို့အဆုံးဖြတ်ကိုနော်ညှိနှိုင်းရယူကြဖို့ကျွန်တော်ကပြောတာအဲ့တော့အဲ့လိုဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်တို့ကစစ်ကောင်စီကနိုင်ငံရေးထွက်ပေါက်ရှားနေတဲ့အချိန်မှာကျွန်တော်တို့ကဒီနိုင်ငံရေးထွက်ပေါက်တွေကိုစစ်ရေးရကျွန်တော်တို့က အသာကြီးယူပြီးတော့နေပြည်တော်ကိုသိမ့်ပိုက်နိုင်တယ်ဆိုရင်အဲ့ဒီကိစ္စနော်ရွေးကောက်ပွဲကြီးမဲဆွဲပွဲကြီးစီယုံပွဲကြီးဘာမှလုပ်เสียရလဲမလိုတော့ပါနောက်တစ်ခုတစ်ခါကကျွန်တော်တို့အဲ NUG ရဲ့နိုင်ငံသားရေးဝန်ကြီးကိုယ်တိုင်ပြောခဲ့တာတခုရှိပါ NUG ကိုနော်ဒီမိုကရေစီနိုင်ငံနေတော်တော်များများကလက်ခံညားတယ်ဒါပေမဲ့အတိမတ်မပြူကြဘူး ဘာကြောင့်လဲဆိုတော့ NUG ဟာတပြည်လုံးကိုစစ်ရေးရနော်အနိုင်တိုက်နိုင်မလားမတိုက်နိုင်ဘူးလားဆိုတော့မသိကြတဲ့အတွက်အဲ့တော့စစ်ရေးရမြန်မြန်ကျွန်တော်တို့မြန်မြန်ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့အနေထားတရားကို NUG ကတိဆောက်ဖို့လိုတယ်ဆိုတာကိုနိုင်ငံညာရေးဝန်ကြီးကပြောခဲ့တယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ကာလမှာကျွန်တော်တို့ဒီစီ OC ကွန်ရှင် ကျွန်တော်တို့ဖွဲ့ပြီးတော့ဒီလိုတိုက်ခိုက်ဖို့ကျွန်တော်တိုက်တွန်းခဲ့တာတချိန်တည်းမှာနိုင်ငံရေးကော်မရှင်လည်းရှိဖို့မလိုအပ်ဘူးလိုအပ်ပါတယ်ဒါပေမဲ့နိုင်ငံရေးကော်မရှင်ကဘာလို့อ่ะနိုင်ငံရေးကော်မရှင်ကဒီနေ့ကလာအခုကျွန်တော်တို့ Federal Democracy ကျွန်တော်တို့ဟိုနိုင်ငံထူထောင်ဖို့အတွက်ကျွန်တော်တို့ဒီနေ့ဥတီကျထားပြီးလုံမှန်တိုက်ခိုက်နေကြတယ်သို့တော်냐လဲကျွန်တော်တို့မှာ ဘာပဲရှိလဲ Federal Brain ညင်မရှိ Brain ညင်ဆိုတာက Federal Democracy တိုင်းပြည်ရဲ့စံနှုန်းတွေကိုပေါ်ပြထားတာသာဖြစ်ပြီးတော့လိုအပ်တဲ့နော်ဒီ Autonomy အနေထားလူမျိုးတွေရဲ့ပါဝင်မှုနော်နောက်ပြီးတော့အော်ကျွန်တော်တို့အဲအဲ့ဒီတဲမှာတခြားသောကျွန်တော်ရင်ကျေးမှုနော်နဲ့ဆိုင်တဲ့နော် စုဖွဲ့မှုမျိုးသားစုဖွဲ့မှုမျိုးသားပေါင်းမှုမျိုးသားနယ်မြေတမ်းမမှုအဲ့ဓာတွေကတော့ကျွန်တော်တို့ Federal Democracy ဂျာကာလာဖွဲ့စည်းပုံခြေခံဥပဒေကျွန်တော်တို့တရားပေါ်ပေါက်လာဖို့အတွက်နိုင်ငံရေးကော်မရှင်ကအဓိကကြိုးပမ်းညံအဲ့ဒီမှာလဲကျွန်တော်ကကျွန်တော်အားမရတဲ့ဟိုအချင်းကြီးချူကျွန်တော်ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ကွယ်စည်းအုပ်ချုပ်ပုံခြေခံဥပဒေတရားတိုင်းရင်းသားတွေရောကျွန်တော်တို့ဗမာလူမျိုးတွေပါเนาะအားလုံးလက်ခံနိုင်တယ်เนาะ Federal Democracy အသွင်ကူးပြောင်းရေးကာလမူကြမ်းတရားဘာကြောင့်ဒီနေ့ဒီလေးနှစ်ကြာကျော်တဲ့ဒီမပေါ်ပေါက်တာလေအဲ့ဒီမှာကျွန်တော်မြင်တာတော့ဒီဟာနဲ့ပတ်သက်ပြီးတော့အင်အားစုနှစ်ယောက်ကကျွန်တော်တို့အာတင်ပြထားလာရှိတယ် NUG ရဲ့ တိုင်းနာကြီးရဝဉ္ကြီးဌာနကနော်ကျွန်တော်တို့အသွင်ကုပြောင်းရေးကာလနော်ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေတင်ပြတယ်။နောက်ပြီးတော့ပညာရှင်များအုပ်စုကဥအောင်ထူတို့နော်ပြုစုထားတဲ့ Federal Democracy အဲစံပြုဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေကျွန်တော်တင်ပြထားပါအဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဥအောင်ထူမေးကြည့်တယ်။ NGO တင်ရတော့မတင်ပြဘူးလားမဆက်သွဲဘူးလားအခုကသူတို့ကတော့တပြီလုံးဆက်သွဲတယ်တပြီလုံးမှတင်ပြတာအဲ့တော့ NUG ကလည်းဒီကုအောင်သူတို့ပညာရှင်ဖွဲ့ကနေပြုစုတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုနော်ကောင်းဤမှန်ဤနော်ဘယ်ဟာညံ့ဤဘယ်ဟာလိုအပ်ဤဆိုတဲ့ကိစ္စတွေမညှိနှိုင်းကြဘူးညှိနှိုင်းမှုမရှိဘူးဘာလို့အဲ့လိုဖြစ်နေတာ ဝန်ကြီးနဲ့ပညာရှင်တွေဖြစ်နေလို့မညီနိုင်နိုင်ကြတာအဲ့တော့ပြောချင်တာကနိုင်ငံရေးကော်မရှင်တရားရှိဖို့လိုတယ်အဲ့နိုင်ငံရေးကော်မရှင်ရဲ့အရေးကြီးတဲ့လုံလုပ်ငန်းစဉ်ကကျွန်တော်တို့စစ်ပွဲအနိုင်ရပြီလို့ရှင်ဗမာပြည်ကိုဘယ်လိုတိဆောက်မယ်ဆိုတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံခြေခံဥပဒေတရားဂျာကာလနော်အစီမံတရားပေါ်ပေါက်လာဖို့တယ် NUG ကဥဆောင်ပြီးတော့လှုပ်တင်တယ်လှုပ်နေတာကကိုယ်လှုပ်တာ နဲ့ရင်မပြီးပါဘူးပညာရှင်တွေရဲ့ခုနကသဘောထားနဲ့နော်အချက်လက်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအဲ့လိုဘာကြောင့်မလုပ်နိုင်တာဝန်ကြီးတွေနဲ့ပညာရှင်အဆင့်မတူဘူးလားကျွန်တော်တို့ကမေးရမယ်မေးခွန်းနေပေါ့လေအဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲတေချာကျွန်တော်တို့ NUG အနေနဲ့လည်းအဲ့ဒါတွေကိုပေါက်ဆက်ပြီးလှုပ်ဆောင်လှုပ်ဆောင်မယ်ကျွန်တော်ကနိုင်ငံရေးကော်မရှင်မဖွဲ့နဲ့လို့ပြောတာမဟုတ်ဘူး ဒါပေမဲ့အရေးကြီးဆုံးကစေအာနာရှင် အဆောက်အုံတွေအလုံးဖြတ်သွင်းဖြတ်သိမ်းပြီးတော့ကျွန်တော်တို့နေပြည်တော်ကို ကျွန်တော်တို့သိမ့်ပိုက်နိုင်တဲ့စီရေးကအရေးကြီးတဲ့အခြေအနေဖြစ်တဲ့အတွက်စီရေးကော်မရှင်ကိုအဓိကထားဖွဲ့စည်းဖို့ကျွန်တော်မြစ်တာအခန့်တင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အဲ့တော့ဟိုဆရာအခုသုံးသက်သွားတာသုံးသက်သွားတဲ့အပိုင်းကိုကျွန်မနည်းနည်းပေါ့နော်ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဒီຫນွေဥတော်လိုင်းရအောင်မြင်မှုအတွက်ဆိုလို့ရှိရင်တော့ဟိုပြည်သူလူထုကလည်းအတော်လေးစိတ်အားထက်သန်ကြတယ်လေအဲဒီလိုပဲဒါဒီဒေါ်ရဲကိုရောက်နေတဲ့ပေါ့နော် PDF ကလေးတွေပေါ့နော်ဒါလူငယ်တို့အများစုနဲ့ဖွဲ့စည်းထားတဲ့ဒါပြည်သူတော်လိုင်းရအဖွဲ့တွေကလည်းစိတ်အားထက်သန်ကြတယ်ဘာပဲပြောပြောသူတို့တော်လိုင်းရအမြန်ပြီးပြီးသူတို့အမြန်အိမ်ပြန်ကျင်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီလက်နက်ကိုင်တော်လိုင်းရဟိုကိုဆင်နွှဲနေတဲ့အဖွဲ့တွေကြားထဲမှာကြတော့ဟာလာဒီတော်လိုင်းရကိုမြင်တဲ့အမြင်တွေမတူတာတွေနောက်မတူညီတဲ့ရိမှန်းချက်လေးတွေရှိနေတာမျိုးကြီးလည်းတွေ့ရတယ်ပေါ့လေဆိုတော့ မိတို့ပင်ဆိုစီပေါ့ဆရာရဲ့အရေးကြီးဆုံးကတော့ဘုံကြီးမှန်းချစ်တူတဲ့အဖွဲတွေစူးစီးပြီးတော့ပေါ့နော်အာစူးစီးနိုင်မှုစီးလုံးနိုင်မှုဒါတွေခရကြတယ်လို့ထင်ပါတယ်အဲ့တော့ရေဘူးကအပြင်ဟုတ်တယ်ဆရာဆုံးကပြောသလိုဟလာစေရေးအရေးကြီးတယ်လို့နိုင်ငံရေးကလည်းအရေးကြီးတယ်ဒါပေမဲ့လက်ရှိအနေအထားမှာတော့စေရေးကော်မရှင်ကိုဦးစားပေးပြီးတော့ဖွဲ့နိုင်မှုဆိုတဲ့အပိုင်းကပိုပြီးတော့အရေးကြီးနေတယ်ဆိုတာမျိုးဆရာသုံးသပ်သွားတာတွေ့ရတယ်ပေါ့လေဆိုတော့နောက်ဆုံးအနေနဲ့ကျွန်မမေးချင်တာဒီကိစ္စဘယ်လောက်အာဂျင်ဖြစ်တယ်လဲဘယ်လောက်အရေးကြီးတယ်လဲပေါ့နော်အဲ့ ဒီလိုဖွဲ့ပြီးတော့လုတ်ဖို့အချိန်ရောရှိသေးရလားပေါ့အဲ့ဒီဥစ္စာလေးကိုနီကုံးချုပ်အနေနဲ့ပေါ့နော်ဆရာဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့အဲ့ဒါကလည်းကျွန်တော်ဘာကြောင့်ပြောတာလဲလို့ဆိုရင်ကျွန်တော်တို့ NUG ကနေပြီးတော့နော်မကြခင်မှာနော်ဘယ်ပေါင်းစုံကအနှံ့ပြားကနော်အထွေထွေထိုးစစ်ကြီးတည်းဆင်နွှဲတော့မယ်ဆိုရက်နော် NUG ရဲ့ MOD ဌာနက ော့တော့ထုတ်ပြန်လို့ပေါ့အဲ့လိုလုပ်နိုင်ရင်တော့ကောင်းတာပေါ့ဗျာဒါပေမဲ့လက်တွေ့က MOD ရဲ့အဓိကအင်အားတွေစုစည်းထားတဲ့ကျွန်တော်တို့အညာမြေမှာစီးလှုပ်ရှားမှုပြင်း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 ဘာမှကျွန်တော်မတွေ့ရသေးဘူးအဲ့တော့အဲ့ဓာဒီကျွန်တော်တို့ဟိုပါပေါ့ပြင်း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 မလုံးနိုင်သေးပဲနဲ့ဘယ်အင်အားတွေနဲ့ဘယ်လိုတင်နေကပြွာနဲ့ ဘယ်လိုကျွန်တော်တို့မဟာဗျူဟာစုဖွဲ့မှုတွေနော်ဘယ်အင်အားစုကခေါင်းဆောင်ပြောတိုက်ပွဲဝင်ညာမှာလဲဆိုတာကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်နေတာအဲ့တော့ NUG ကတော့ထုံးစံတိုင်းကျွန်တော်တို့စစ်ကြောင်းအားလုံးနေပြီးတော့ကြည်တဲ့ကြဆိုတာ၃နှစ်ရှိနော်အခုလဲအထွေထွေထိုးစစ်ဆိုတာကျွန်တော်တို့သူအဓိကခေါင်းဆောင်နေတဲ့ကျွန်တော်တို့အာ ါတုံးလုံးဖွဲ့တွေနော်နော်အဲ့ဒီဘက်ကနော်တိုင်းရင်တက်ဖွဲ့တွေအင်အားတွေ400လောက်ရှိတယ်ဘာညာပြောပြမယ်ဘာဖြစ်လို့အညာမြေတဲမှာဒီနေ့အထိနော်စစ်ကောင်စီတပ်တွေကနော်ထိုးဝင်မှုရင်နောက်ပြီးတော့ပြည်သူလူထုကိုနော်တတ်ဖြတ်နော်ပြည်သူလူထုကိုဟိုတရားခဏဤဖြစ်ဖမ်းဆီးချုပ်နော်ဒီစစ်ကြောင်းတွေကိုတားဆီးတဲ့တပ် မရှိဘူးလားကျွန်တော်တို့ဒီအညာမှာမရှိဘူးလားအဲ့ဓာဒီခုခံတိုက်ခဲ့မယ်အညာမရှိဘူးလားတစ်ချက်တလေတွေ့ပါတယ်ဟောကျွန်တော်တို့ဝက်လက်ကနော်ကျွန်တော်တို့စစ်ကောင်စီစစ်ကြောင်းနေတိုက်ခိုက်တာနောက်ပြီးတော့မြင်းညာဘက်ကခုနလူစုဖွဲ့ပြီးတော့တိုက်တယ်တိုက်ပွဲတွေ့ပါဒါပေမဲ့အညာဆိုတာရွှေဘုံနဲ့မြင်းညာနှစ်ခုတည်းမဟုတ်ဘူး ခရိုင်ပေါင်း40ကျော်ရှိအဲ့တော့အဲ့ဒီမှာရှိနေတဲ့အင်အားတွေကဘယ်မှာစုဖွဲ့နေတာစစ်ကိုရှောင်တင်းနေတာစစ်မဟာဗျူဟာမရှိလို့မတိုက်ကြလာအဲ့တော့ဆိုလိုတာကအထွေထွေထိုးစစ်ကြီးလုတော့မယ်ဆိုရဲနော်အဲကိစ္စကနော်အပြောလွယ်သလောက်လက်တွေ့မှာဘာရိတ်ရောင်မှမတွေ့ရပါကျွန်တော်တို့အထွေထွေထိုးစစ်ဆင်းတော့မယ်လို့ မော်စီတုံးကကျင်ညာတဲ့အခါမှာဗျံစီမြင့်ရဲ့ကျွန်တော်တို့မြောက်ဖက်ချမ်းမှာကျွန်တော်တို့တေယုစစ်တာတေယုပြည်သူလူမျိုးကြီးတက်မလို့အင်အားနှစ်တန်းလောက်စုစည်းမိနေဒါတကဘာလုံးကတိနေအခုကျွန်တော်တို့ရဲ့နော်အင်အား400တိုင်ရင်400လှုပ်ရှားမှုဘဲမှလဲဘာတွေလုပ်နေကြတာကျွန်တော်တို့ကပြည်သူတွေကအဲ့ဒီမိခွန်းတွေထုတ် ဖြစ်စေခြင်းပါတယ်နော်ဒါပေမဲ့ကျွန်တော်တို့ဆမ်းမရှိဘဲနဲ့အစာကြည့်လို့တော့ရမှာနော်ရှိတဲ့ဆမ်းလေးကိုကြွေတာစားဖို့အတွက်ကျွန်တော်တို့ကခုဝဉ္ကြီးဌာနတွေကျင်းကျုံပြပါတို့ဘာနာရေးတွေဟိုစီးရေးတွေဒီကဲသုံးပါတို့ပြောနေခဲ့ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူလူထုယုံကြည်အောင်ပြပါလို့ကျွန်တော်ပြောချင်တာလုံနိုင်ရင်တော့အကောင်းဆုံးမှာပဲဒါဒါပေမဲ့ကျွန်တော်ကတော့ခုနလူ အမျိုးသားညီညွတ်ရေးတိုင်းရင်းသားတပ်ပေါင်းစုအစိုးရတရအောင်ပါခုနလိုကော်မရှင်တွေဖွဲ့ပြီးတော့တိုက်ပွဲဝင်နိုင်မှຫນွေဟုတော်လန်ကြီးဟာ2025မကုံဆုံးငယ်ဇလန်းပြတ်မယ်လို့ကျွန်တော်ကယူဆတဲ့အတွက်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါ